အားလုံးမင်္ဂလာပါနော်အဲဆယ်ရက်ကနေပြီးတော့တန်းငယ်တို့လမ်းမပွဲတနင်္လာနေ့ရနေပြီးတောက်ကြနေပါနော်ဆယ်ရက်ကနေ၁၄ရက်ထိတပတ်စာမွေးကလေးတွေကိုတန်းငယ်တင်ပေးလိုက်မယ်နော်အားလုံးပဲရစေခြင်းနဲ့ဆန္ဒတခုနဲ့တက်ပြောက်ပြီးတာပါမှားရတဲ့ကြားလေးရနော်ဟူးမကျော်ပတ်သည်၃ပတ်သည်ပါနော်ဟူးမကျော်ပတ်သည်ဒါကျွန်တော်ရဲ့ကိုရီးမားရဲ့ယုံကြည်မားပတ်ပါနော်တန်းငယ်ကိုယုံကြည်တယ်ဆိုရင်ပတ်တန်းငယ်ကကျွန်တော်ရဲ့ကိုရီးမားရဲ့အားလုံးကို နော်ပတ်သည်တစ်လုံးထုတ်ပေးတယ်ဆိုရတယ် ရစေခြင်းနဲ့ဆန္ဒတစ်ခုတည်းနဲ့เนาะထုတ်ပေးတာပါ။ယုံကြည်တဲ့အကိုဒီမတွေပတ်ထားเนาะယုံကြည်တဲ့အကိုဒီမတွေကျွန်တော်ရဲ့အကိုဒီမတွေအားလုံးယုံကြည်တယ်တန်းငယ်ကိုယုံကြည်တယ်ဆိုရင်ပတ်เนาะတန်းငယ်လိုက်ရှိုးရေစိုက်တွေရှာပြီးဆိုဒီလိုထွက်စဉ်အရှိအကြီးနဲ့เนาะဒီလိုထွက်စဉ်အရှိအကြီးနဲ့တန်းငယ်ကပတ်သီးတွေ break တွေအခွေတွေကို ထုတ်ပြပေးတာเนาะဒါကြောင့်မလို့ခုမကျော်ပတ်တိပတ်ချင်တဲ့ကိုဒီမာနေယုံကြည်မှုရှိတဲ့တန်းငယ်ရေတန်းငယ်ကိုယုံကြည်ပါတယ်ဆိုရင်တော့ပတ်ပါ၃ပတ်တိပတ်ပါเนาะဗုဒ္ဓဘူးမကျော်တနင်္လာရင်ကဗုဒ္ဓဘူး၃ရက်တွင်မှာပေါ့เนาะ၃ပတ်တိချိန်တည်ကြလိမ့်မယ်เนาะ၃ပတ်တိပတ် break ကတော့ကျွန်တော်ရဲ့ကိုဒီမာနေ6 break ကြိုက်တယ်ပေါ့เนาะ break break လိုက်ချင်တဲ့ကိုဒီမာနေက6 break ကြိုက်တယ်ပတ္တိယ၃ပတ်တိ break က6 break ကြိုက်ပါတယ် အထူးသုံးလုံးအခွေထပ်ပြီးပေးမယ်နော်အထူးသုံးလုံးအခွေထပ်ပြီးပေးမယ်တောက်ကြနေမနက်7:00နာရီတမိနစ်ကလည်းတန်းငယ်ပြောတယ်တန်းငယ်ရတဲ့အတူအခွေတွေ break ကြီးလို့ခုနလိုမျိုးပေါ့နော်ဒီ လူမျိုးဟာရင်လည်းရှာပေးတာလူမျိုးတွေရှာပေးခဲ့တယ်ကျွန်တော်ရဲ့ကိုမိုင်အားလုံးကိုအခွေတွေ break တွေကိုရှာပေးတယ်ဒါပေမဲ့တန်းငယ်၁၄၅ခွေမထွက်သေးသောကြောင့်မနှက်ဖြန်เนาะတောက်ကြနေ၁၂နာရီ၁မိနစ်မှနေကုန်ကစားပါလို့ပြောတယ်နေကုန်ကစားပါလို့ပြောတော့သူကဘာထွက်သွားလဲဆိုတော့ဒီ၅လေးနဲ့၁၄ဆိုပြီးထွက်တယ်၁၄၅ခွေပေါ့နော်၁၄၅ခွေပေါ့တန်းငယ်ရဲ့၁၄၅ခွေကို၅လေးနဲ့တလေးဆိုပြီးတော့နှစ်ကြိမ်ပေါ့နော်၅လေးရောတလေးရောထွက်ရှိလို့အောင်မြင်ခဲ့ရတယ်ပေါ့နော် နောက်ပြီးတော့တန်းငယ်ရှည်လာဟုတ်ကြတယ်ပေါ့နော်ဒီတစ်ပတ်တန်းငယ်၃လုံးအခွေပြန်ပြီးတော့ပေးမှာပါနော်အားလုံးကိုပြန်ပြီးတော့ပေးပေးမယ်နော်ရစေခြင်းလို့ပေးပေးတာပါနော်ရစေခြင်းနဲ့ဆန္ဒတခုနဲ့တက်ပေးတာနော်ပြန်ပြီးတော့ပေးပေးမယ်၃လုံးအခွေနော်ကျင်းတည်ကြမယ်၃လုံးအခွေကျွန်တော်ရဲ့အကိုဒီမားဒီအားလုံးကိုထပ်ပြီးတော့ပေးမယ်၃လုံးအခွေကစားမယ်ကိုဒီမားဒီဖုန်းနံပါတ်669 546 865ကို အခွေလို့ဟိုင်းထားပါနော်669546ဒီ865ဆိုတဲ့ဖုန်းနံပါတ်ပေါ့နော်669546865ဆိုတဲ့ဖုန်းနံပါတ်ကိုအခွေလို့ဟိုင်းထားပါဒီတစ်ပတ်အခွေယူမဲ့အကိုရီမတွေကိုတစ်ခါလောက်မေတ္တာရက်ခံကျင်တယ်ပေါ့နော်ဒီတစ်ပတ်တားငယ်ရှိအခွေလာယူမဲ့အကိုရီမတွေမေတ္တာရက်ခံကျင်တယ်တားငယ်ရစေတနာနဲ့ကုညီတာဗျနော်အားလုံးကိုစေတနာကိုအရင်ခံပြီးတော့ကုညီတာပေါ့ရင်ဘလောက်ပြီးပါဘွားပြီးပါဆိုပြီးတောင်းတဲ့သူမျိုးမဟုတ်ဘူး ဘလောက်ဘို့ပို့ထုတ်ပြီးပါဘလောက်ဘို့ပို့ထုတ်ပြီးမှရမယ်နော်ပတ်စံကြိုပြီးမှရမယ်ဆိုပြီးတောင်းပြောတဲ့သူမျိုးလည်းမဟုတ်ဘူးတန်းငယ်သည်စေတနာနဲ့ကူညီတယ်ဒါကြောင့်မလို့အကိုရီမတွေအခွေသုံးလုံးအခွေပေါ့နော်ကျန်ခဲ့တဲ့ဘွယ်တလေးငါးခွေတော့လည်းအောင်းမြင်တယ်သုံးလုံးအခွေလိုချင်တဲ့အကိုရီမတွေလာယူမဲ့အကိုရီမတွေကိုတစ်ခုလောက်တော့မေတ္တာရက်ခံခြင်းပါတယ်တန်းငယ်စေတနာနဲ့ကူညီတာဖြစ်ပါတယ်ပောက်ခဲ့ရင်စေတနာရှိသလောက်မဟုတ်ဘူးလေးတော့လွှဲကြပါဗျာနော်ကျန်ခဲ့တဲ့ဘွယ်ရဆိုကျွန်တော်ရဲ့ခွေမတွေတစ်ချက်ကြည့်ပြီးမှကြည့်နော် အကြောင်းမပြန်တဲ့သူတွေနော်ဘလောက်တောင်များလဲဗျာ1 4 5အခွေနော်1 4 5အခွေ9လေးအောင်နဲ့1လေးအောင်နဲ့ဘလောက်တောင်များလဲဒါဘိုင်းပါမအများကြီးကျန်သေးတယ်လူရောက်100လောက်ကိုကျွန်တော်ရဲ့ခွေမာတွေ90လောက်ကအကြောင်းမပြန်ဘူးဆိုတော့တန်းငယ်ဘယ်လိုလုံးရမလဲဘယ်လိုလှုပ်ဆက်လုံးရမလဲဒီမှာတစ်ချက်ကြည့်ကျွန်တော်ရဲ့ခွေမာတွေဆွဲလို့တော့မကုန်ဘူးနော်တစ်ချက်ကြည့်အာဘိုင်းပါမကျန်သေးတယ်တန်းငယ်ဒီမှာကြည့်နော်သူတို့ဒီမှာကြည့်ဟိုင်းစရာလေးတဲ့ဟိုင်းနဲ့ တော်ကြီးရမ်းရှုံးနေလို့ပါဆိုတန်းငယ်၃ရက်ကနေ9ရက်နေ့အထိတလေးငါခွေပူပါကစား तू ကโอเคတာโอเคလဲပြန်တယ်တန်းငယ်ထွက်သွားတော့ဒီမှာ54အောင်ပြီးမုတ်ဖိုးလေးလွှဲပြီးပါမုတ်ဖိုးပဲလွှဲခိုင်းတာတန်းငယ်ဘလောက်ပိုလွှဲပြီးပါလောက်လိုက်ပါဘူးစေတနာရှိသလောက်တတ်နိုင်သလောက်လေးလွှဲပြီးရတာဒါပေမဲ့တက်ဦးတယောက်မှာနော်မလွှဲပြီးဘူးပေါ့နော်ရောက်တရာကို60လောက်ကအကြောင်းမပြန်အောင်အယောက်တရာကို60လောက်ကအကြောင်းမပြောင်း။တန်းငယ်ဘယ်လိုလုပ်ရမလဲ။အကိုဒီမားတွေပဲဆုံးဖြတ်ပြီးတော့နော်။ တန်းငယ်ဘလို့လှုပ်တင်ပြီလဲတန်းငယ်ရေဘလို့တော့လှုပ်တင်နေပြီဒီလိုလူမျိုးတွေကိုတန်းငယ်နေနဲ့ဘလို့မျိုးလှုပ်တင်ပါတယ်ဆိုတော့အကိုရီမတွေပဲဆုံးဖြတ်ကျွန်တော်ဆုံးမဖြတ်ပြီးတော့ကျွန်တော်ဆုံးမဖြတ်ချင်တော့နော်တန်းငယ်လှုပ်စေတနာနဲ့ကုညီပေးတယ်ပောက်ရင်တော့မှစေတနာရှိသလောက်ပေးတယ်မဟုတ်ဘူးပဲယူရတဲ့သူမျိုးအဲ့လိုလူမျိုးကိုကျွန်တော်ကကူမအဲ့လိုမျိုးလှုပ်ရတယ်ဗျာနော်အဲ့တော့အကိုရီမတွေရေတန်းငယ်ဘလို့လှုပ်ရမလဲဒီလိုမျိုးနော်ဝေကနန်တရားကျော်ပါတော့60လောက်ပဲအကြောင်းပြန်တယ် ်ဒီလိုလူမျိုးတွေကိုတန်းငယ်ဘယ်လိုလုပ်ရမလဲဘယ်လိုမျိုးရှေ့ဆက်လက်တွဲရမလဲအဲ့တော့ဒီတပတ်เนาะအထူးအသုံးလုံးအခွေလာယူမဲ့အကူတွေမားတွေအားလုံးကိုတခုတော့မြေတားရက်ခံခြင်းပါတယ်ဒီတစ်ပတ်သုံးလုံးအခွေကြီးတင်ကြအောင်မယ်ကြအောင်ကိုကြီးပေးမယ်ဒီတစ်ပတ်လဲเนาะကြံခဲ့တဲ့တလေးငါအခွေလိုပဲ ဒီဘလက်ဘတ်မှာလည်းကျွန်တော်ရဲ့ဂွေမာတွေ၃လုံးအခွေကိုကျွန်တော်ရဲ့ဂွေမာတွေအားလုံးကိုအကောင်းဆုံးဖြစ်အောင်ပြန်လည်ပြီးတော့ကူညီပေးပါမယ်။တခုတော့မြေတရက်ခန့်ကျင်တာကအတန်းငယ်အခွေလေးတွေပြီးတဲ့အခါမှာထွက်ရှိလို့အောင်မြင်ခဲ့ရင်လေစေတနာရှိသလောက်မဟုတ်ဘူးလေတော့လွှဲကြပါလို့နော်အဲ့ဒါလေးတော့ပြောချင်တယ်။အဲ့ဒါလေးတော့ကျွန်တော်ရဲ့ဂွေမာတွေကိုပြောချင်တယ်ဗျာနော်။နော်။လူကြီးကဒီလောက်အများကြီးဗျာနော်။တယောက်ကိုတစ်ထောင်ပဲဘေးတစ်ထောင်လောက်ပဲလွှဲမယ်ဆိုရင်တော့အတန်းငယ်ဘေးမပြတ်ဘူးဗျာနော်။ တယောက်ကိုဘေးတထောင်လောက်ပဲလွှဲမဲ့ဆိုရင်တော့တန်းငယ်ဘေးမပြတ်ဘူးနော်တယောက်ကိုဘေးတထောင်လောက်ပဲလွှဲမဲ့ဆိုရင်တော့တန်းငယ်ဘေးမပြတ်ဘူးဘေးတထောင်နှစ်ထောင်လောက်တော့တန်းငယ်ရမှာနော်ဒါပေမဲ့တယောက်ကိုဘေးတထောင်လောက်တော့မတတ်သာဘူးနော်သုံးလုံးအခွေနော်လေးလုံးခွေလည်းမဟုတ်ငါးလုံးခွေလည်းမဟုတ်သုံးလုံးအခွေပြီးတာတော့မှကျွန်တော်ရဲ့ခွေမတွေအလုံးပေါ့နော်အဲ့လိုမျိုးလေးတွေရှိရဲ့အဲ့လိုလူမျိုးတွေကိုတန်းငယ်ကဘာလုပ်တဲ့လဲတန်းငယ်ချိဆက်ပြီးဘယ်လိုလုပ်ရမလဲနော် တန်းငယ်နောက်မှာတန်းငယ်ကိုရက်တီနေတန်းငယ်ရဲ့မိသားစုရှိရယ်နော်ဟိုစေတနာရှိတဲ့လောက်ပေါ့ဗျာဘလောက်ဘဝဆိုပြီးတော့တတ်မှတ်ထားတာမျိုးမဟုတ်ဘူးအကိုရီမတွေရဲ့စိတ်ထဲရနေစေတနာရှိတဲ့လောက်ဆိုရယ်စေတနာကြီးပုံဖိုးလေးပဲလွယ်ပြီးနော်အခွေသမားလေးတွေအဲ့လားလေးတော့ပြောစီပြောချင်တယ်ပေါ့ဗျာနော်ဒီဘက်တော့၃လုံးအခွေကျင်းသေးထက်ကြပါလိမ့်မယ်ကျွန်တော်ရဲ့ကိုမတွေကိုပြောချင်တာ၃လုံးအခွေကျင်းသေးတန်ငယ်ကြအောင်ပုံကြီးပေးသွားပါမယ်ဟုတ်ပြီနော် ဒီဘောနံပါတ်6 6 9 4 6 6 5ကိုအခွေလို့ဟိုင်းထားကြเนาะနှစ်သက်တယ်ဆိုတဲ့အကိုရီမကြီးလာဟိုင်းယုံကြည်တယ်ဆိုတဲ့အကိုရီမကြီးလာဟိုင်းအကျိုးမရုပ်စေရအောင်เนาะဒါတန်းငယ်ပြောနိုင်တာတခုကတော့အကျိုးမရုပ်စေရအောင်เนาะအဲ့ဒါလေးတော့ပြောချင်ပါတယ်အားလုံးကဲဗမိုက်ပါကံကောင်းကြပါစီပြန်เนาะအားလုံးပဲเนาะချိန်ရလည်းမရှိတော့ဘူးဆိုတော့